မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အတွေ့အကြုံကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့အော်တိုဘာလာတရဗုဒ္ဓဟူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အကြံဖတ်စေအုပ်စုရဲ့နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အပါအဝင်အစစ်အစစ်တောင်းဝင်ပေးထားတဲ့အဖွဲ့အားလုံးကိုအကြံဖတ်အုပ်စုများအဖြစ်ကြီးညာလိုက်တဲ့သတင်း။ ရိုဟင်ဂျာရေးနယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလူ့ကွင်ရေးဆိုင်ရာဒုဝန်ကြီးတက်ရောက်ခဲ့တဲ့တဲ့တင်အကြံဖတ်စစ်ကော်မရှင်နဲ့အကျိုးတူစီးပွားရေးလုပ်ငန်းရှင်တွေကအလုံသမားအခွင့်အရေးဆောင်ရွက်နေသူတွေကိုဖမ်းဆီးနှိပ်စက်နေတဲ့အပေါ်နိုင်ငံတကာအတိုင်းဝိုင်းကဖိအားပေးဖို့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်တိုက်တွန်းလိုက်တဲ့တဲ့တင်ကဏီမျိုးနယ်ချောင်းမတိုက်ပွဲကနေတက်ပြက်ထွက်ပြေးသွားတဲ့အကြံဖတ်စစ်သားတွေကိုထပ်မံဖမ်းဆီးရမိခဲ့တဲ့တဲ့တင် တနင်္သာရီအခြေစိုက်အကြံဖတ်စစ်တပ်ကအထမစစ်မှုထမ်းတပ်သား၄ဦး KNU တပ်မဟာ၄ထံအလင်းဝင်ရောက်လာခဲ့တဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်အကြံပေးဆေးဥစုရဲ့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်အပါအဝင်အစင်းစင်တာဝန်ပေးထားတဲ့အဖွဲ့အားလုံးကိုအကြံဖတ်အုပ်စုများအဖြစ်ကြီးညာလိုက်တဲ့သတင်းကိုပထမဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ အကြံဖတ်ဆေးဥစုရဲ့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာရေးကော်မရှင်အပါအဝင်အစင်းစင်တာဝန်ပေးထားတဲ့အဖွဲ့အားလုံးကိုအကြံဖတ်ဥစုများအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရအကြံဖတ်မှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့ကမနေ့ကစက်တင်ဘာလ30ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအကြံဖတ်တိုက်ဖြတ်ရေးဗဟိုအဖွဲ့ကအကြံဖတ်တိုက်ဖြတ်ရေးဥပဒေပုံမှ6ပုံမှ9နဲ့ပုံမှ82ပုံမှ9ခါခွေးပါလုတ်ပိုင်ခွင်းကိုကျင့်သုံးပြီးပြည်တော်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်အရအမိန့်ကြေညာစာကိုထုတ်ပြန်လိုက်တာပါ ကြေညာချက်ထဲမှာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာမင်းအောင်လှိုင်ဦးဆောင်တဲ့အကြံဖတ်စေအုပ်စုဟာပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူအစိုးရအဖွဲ့ဝင်များကိုမတရားဖမ်းဆီးပြီးပြည်သူအာဏာလုယူခဲ့တာကြောင့်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တယ်လို့ဖော်ပြထားပါတယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီအနေဖြင့်2021ခုနှစ်မတ်လ1ရက်နေ့မှာအကြံဖတ်စေအုပ်စုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2024ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်ပြည်သူလူထု၏ရန်သူ Enemy of the State ဖြစ်ကြောင်းအသီးသီးကြေညာထုတ်ပြန်ထားပြီးဖြစ်ပါတယ်။အကြံဖတ်ဆေးဥစုအနေဖြင့်2025ခုနှစ်ဇွန်လ31ရက်နေ့မှာနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖြစ်မှနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာရေးကော်မရှင်အဖြစ်သို့အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာရေးကော်မရှင်ကအကြံဖတ်အုပ်စုဖြစ်ကြီးညာခြင်းခံထားရတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုစက္ကန့်ဆောင်ရွက်တဲ့အဖွဲ့ဖြစ်ကြောင်းနဲ့ပြည်သူလူထုအပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေကြောင်းတွေ့ရှိရတဲ့အတွက်နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်နဲ့၎င်းမှအစဉ်စဉ်တာဝန်ပေးဖွဲ့စည်းလိုက်တဲ့အဖွဲ့များအားလုံးကိုအကြမ်းဖက်အုပ်စုအဖြစ်၎င်းမေအောင်လိုင်းအပါအဝင်နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်အဖွဲ့ဝင်များအားလုံးကိုအကြမ်းဖက်သမားများအဖြစ်၎င်းတတ်မှတ်ကြေညာလိုက်တယ်လို့ဖော်ပြထားပါတယ်။ ရိုဟင်ဂျာအရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလူ့ခွင့်ရေးဆိုင်ရာဒုဝန်ကြီးတက်ရောက်ခဲ့တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ကုလသမဂ္ဂအထွေထွေနီလာခံရဲ့အကြိမ်80မြောက်ဆက်ဆက်အစည်းအဝေးအဖြစ်နယူးယောက်မြို့မှာပြုလုပ်တဲ့ရိုဟင်ဂျာအရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဒုဝန်ကြီးဦးအောင်ကျော်မိုးတက်ရောက်ပြီးအမှားစကားပြောကြားခဲ့တယ်လို့သိရပါဗျ။ရိုဟင်ဂျာ inclusion Sustainable Peace and ASEAN Rules ဆွေးနွေးပွဲကိုနယူးယောက်မြို့ကုလသမဂ္ဂဆိုင်ရာမလေးရှားတန်ယုံမှစက်တင်ဘာလ29ရက်နေ့ကပြုလုပ်ခဲ့တာပါ။အဲ့ဒီဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ဒုဝန်ကြီးဦးမိုးစောဦးတမ္ပတ်ကြီးဦးကျော်မုထုံတို့နဲ့အတူမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန် Mr. Tamsri Othman Hafshin အပါအဝင်တန်တမန်များနဲ့မြမအရေးလှူရှားသူများအရက်ဖတ်အဖွဲ့စည်းခေါင်းဆောင်တွေလည်းပါဝင်တက်ရောက်ခဲ့ကြတယ်လို့လူ့ကွင်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါဗျာ။ အကြံဖတ်စစ်ကော်မရှင်နဲ့အကျိုးတူစီးပွားရေးလုပ်ငန်းရှင်တွေကအလုံသမားအခွင့်အရေးဆောင်ရွက်နေသူတွေကိုဖမ်းဆီးနှိပ်စက်နေတဲ့အပေါ်နိုင်ငံတကာအတိုင်းဝိုင်းကဖိအားပေးဖို့ဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်တိုက်တွန်းလိုက်တဲ့သတင်းကိုထပ်မံပြန်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကော်မရှင်နဲ့အကျိုးတူစီးပွားရေးလုပ်ငန်းရှင်တွေကအလုံသမားအခွင့်အရေးဆောင်ရွက်နေသူတွေကိုမတရားဖမ်းဆီးနှိပ်စက်နေတဲ့အပေါ်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ဖိအားပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။အကြမ်းဖက်ဆဲအုပ်စုကနိုင်ငံတော်အာဏာကိုမတရားလုယူဖို့ကြိုးစားခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစပြီးတော့ယင်းဤမြို့နယ်မှုလုပ်ငန်းတွေနဲ့ဆက်လင်းတဲ့ယင်းဤမြို့နယ်မှုဆိုင်ရာခွင့်ပြုမိန့်အတည်ပြုမိန့်ထုတ်ပေးခြင်းတွေကိုချွင်းချက်မရှိရပ်ဆိုင်းထားဖို့မြို့သားညီညွတ်ရေးအစိုးရစီမံကိန်းဗန္ဒာရေးနဲ့ယင်းဤမြို့နယ်မှုဝန်ကြီးဌာနကအမိန့်ကျင်းကြတာအမှတ်တင်ပြသော2021နဲ့ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ရေရှည်အာမခံနိုင်တဲ့ယင်းဒီမြုံနှံမှုတွေအတွက် အာနာသိန်းစစ်တပ်နဲ့ချုပ်ဆိုတဲ့စာချုပ်တွေဟာအကျိုးမရှိကြောင်းကိုစစ်ကော်မရှင်နဲ့ပူးပေါင်းပြီးမြမပြည်ကရသမျှအကျိုးမြတ်တွေကိုတည်ယူနေတဲ့ကျင့်ဝတ်မဲ့နိုင်ငံသားယင်းဒီမြုံနှံသူတွေကိုလည်းအထူးသတိပေးပြောကြားလိုပါတယ်။စစ်ကော်မရှင်ဟာနေ့စဉ်ပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေသလို၎င်းတို့ထိန်းချုပ်နေနေအချို့မှာဆိုရင်လေစစ်ကော်မရှင်နဲ့တို့ရဲ့အကျိုးတူစီးပွားရေးလုပ်ငန်းရှင်တွေဟာ UN Guiding Principle on Business and Human Rights ကိုလိုက်နာခြင်းမရှိဘဲချိုးဖောက်တဲ့အပြင်အလို့သမားခွင့်ရေးဆောင်ရွက်နေကြတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေကိုပါအမျိုးမျိုးဖမ်းဆီးနှိပ်စက်တရားမဲ့ထောင်ချနေကြတွေကိုလည်းနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ရကုဒပုံမဖီအားပေးပြီးဆောင်ရွက်ကြဖို့အထူးတိုက်တွန်းကြောင်းပြောကြရင်းအစီအစဉ်ကိုညီကုန်းချုပ်လိုက်ပါတယ်။ ဒါ့အပြင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မုထွန်းရဲ့ Credential Challenge အတွက်ဝိုင်းဝန်းတောင်းဆိုနေကြတဲ့ပြည်တွင်းပြည်ပကပြည်သူလူထုတရက်လုံးကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးကျေးဇူးတင်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ဥနေဖုံးလက်က ကုလသမဂ္ဂလိုနေရာမှာလူထုထောက်ခံတဲ့တန်မတ်ကြီးဦးကျော်မုထွန်းမြန်မာနိုင်ငံကိုကိုယ်စားပြုရှိနေခြင်းဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုအတွက်အလွန်အရေးကြီးတယ်။ မြန်မာနိုင်ငံရဲ့အဖြစ်အပျက်အမှန်တွေနဲ့မြန်မာပြည်သူတွေရဲ့အတန်ကိုယခုအတိုင်းဆက်လက်ကြားသိနေစေဖို့အတွက်တမ္မတ်ကြီးဥကြုံမှုထွန်းရဲ့ကုစားပြုခွင့်ကိုဆက်လက်ထောက်ခံပေးကြဖို့လဲ Credential Comedy ဝင်နိုင်ငံများကိုမေတ္တာရက်ခံတိုက်တွန်းလိုတယ်လို့ပြောပါရယ်ဆက်လက်ပြီးတော့လဲကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးယုံ UNOCHA နဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ရန်ရာ WIWM တို့ထုတ်ပြန်တဲ့အကြမ်းဖက်ဆဲအုပ်စုအားလက်နက်များ လေရင်လောင်စာတွေနဲ့စစ်ပတ်ဆိုင်ရာအထောက်အကူပြုပစ္စည်းများကိုပေးပို့နေတဲ့နိုင်ငံအသီးသီးကိုဖိအားပေးပြီးပံ့ပိုးမှုများကိုအမြန်ဆုံးရပ်တန့်စေရန်အကြံဖတ်စေအုပ်စုကကြိုတင်ပြင်ဆင်နေတဲ့တရားဝင်မှုမရှိတဲ့အတုအယောင်ရွေးကောက်ပွဲကိုတားဆီးပယ်ဖျက်ရန်စတဲ့အချက်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကြိုဆိုပြီးထောက်ခံအားပေးတယ်လို့အတည်ပြုထားပါတယ်ပြစ်မှုကျူးလွန်သူတွေပြစ်ဒဏ်ကင်းလွတ်မှုမရှိစေဘဲ၎င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအပေါ် တာဝန်ယူမှုတာဝန်ခံမှုရှိစေရမယ်ဆိုတဲ့တပတ် IWM ရဲ့ကြိုးပမ်းအားထုတ်ပေးမှုကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုကိုးစားပြုတဲ့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အပြည့်အဝထောက်ခံတယ်ဆိုတာနဲ့အထူးသဖြင့်အကြံဖတ်စေုပ်စုလေတဲ့ရဲ့အမိန့်ကွက်ကဲမှုအစဉ်အဆက်အထောက်ထားအချက်လက်များကိုစုဆောင်းနေတယ်လို့ WIWM ကအတည်ပြုပေးထားတာကိုလည်းအထူးကျေးဇူးတင်ရှိတယ်လို့ဥနေဖုံးလက်ကပြောပါတယ်။ နိုင်ငံတကာရွေးကောက်ပွဲအကူအညီပေးရေးနဲ့လေးလာရေးအဖွဲ့တွေဖြစ်တဲ့ International IDEA လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက် ANFREN နဲ့ Club de Madrid အသင်းတို့ရဲ့ပူးတွဲထုတ်ပြန်ကြေညာချက်အပြင်အတူရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးနေကြတဲ့နိုင်ငံကြီးတွေနဲ့လေးလာမယ်ဆိုတဲ့နိုင်ငံတွေအနေနဲ့အထူးသတိပြုစေလိုတယ်လို့လည်းအတိပေးပြောကြားခဲ့ပါတယ်။ ကဏီမြို့နယ်ချောင်းမတိုက်ပွဲကနေတက်ပြတ်ထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားတွေကိုထပ်မံဖမ်းဆီးရမိခဲ့တဲ့တဲ့င်းနဲ့ပတ်သက်ပြီးဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကဏီမြို့နယ်ချောင်းမတိုက်ပွဲကနေတက်ပြတ်ကထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားတွေကိုထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ရင်းမာပြည်မြို့နယ်ပကဖ Union Liberation Front ULF စစ်ကြောင်းကမနေ့ကထုတ်ပြန်ပါဗျ။စက်တင်ဘာလ12ရက်နေ့ကချောင်းမတိုက်ပွဲမှာစစ်ဦးလန့်ပြီးဖျော်ဖျဲဖြစ်ကထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားတွေကိုထပ်မံဖမ်းဆီးရမိခဲ့တာပါ။ တိုက်ပွဲကနေထွက်ပြေးလာတဲ့အကျန်းဖတ်စစ်သားတဦးစီက MA1 တလက်5.56ကြီ90တောင်းကြီပေါက်3ပေါက်တို့နဲ့အတူစက်တင်ဘာလ29ရက်နေ့မှာအသေးဖမ်းဆီးနိုင်ခဲ့ပါတယ်။စက်တင်ဘာလ18ရက်နေ့ကလည်းအလားတူထွက်ပြေးလာတဲ့အကျန်းဖတ်စစ်တပ်ကဒုတက်ချက်တဦးနဲ့အထမစစ်မှုထမ်းတပ်သားနှစ်ဦးကိုအရှင်ဖမ်းမိခဲ့ကာတနက်နှစ်လက်နဲ့ခဲယမ်းတွေတင်စီရမိခဲ့ပါတယ်။စက်တင်ဘာလ12ရက်နေ့ကလည်း6မတိုက်ပွဲမှာ အကြံဖတ်စစ်တပ်ဘက်မှဒုတက်ကျအပါဝင်တပ်သား3ဦးကိုအရှင်ဖမ်းမိခဲ့ပြီးကြံ3ဦးကိုအသေးဖမ်းဆီးရမိခဲ့ကလက်နက်ခဲယမ်းတွေသိမ်းဆီးနိုင်ခဲ့ပါတယ်။ရမပင်ပါကဖာ ULF စစ်ကြောင်းမှစစ်စင်ရေးများဖော်ဆောင်နိုင်ရန်အတွက်ယခုလုပ်နေတဲ့အနောက်မြောက်လွင်ပြင်သို့ကံပိန်းမှလည်းဝိုင်းဝန်းကူညီပေးကြဖို့ဖိတ်ခေါ်ထားပါတယ်။တနင်္သာရီအခြေစိုက်အကြံဖတ်စစ်တပ်ကအထမစစ်မှုထမ်းတပ်သားလေးဦး KNU တပ်မလေးထံအလင်းဝင်လာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အခြေဆိုင်အကြံဖက်စစ်တပ်ခလာရတရင်2839မှာအထမစစ်မှုတန်းတပ်သား၄ဦးအလင်းဝင်ခဲ့တယ်လို့ KNU တပ်မဟာလေးကမနေ့ကထုတ်ပြန်ပါတယ်အဲ့ဒီလူငယ်၄ဦးဟာစက်တင်ဘာလ30ရက်နေ့မှာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်မဟာလေးတရင်စစ်တပ်ထံကိုအလင်းဝင်ဗတ်ပြောင်းခုလုံခဲ့တာပါအကြံဖတ်စစ်တပ်ရဲ့တပ်သားတစ်အဖြစ်အထမစုဆောင်းခံရရပြီးတိန်ခွန်ဘတ်ရှီတန်းကိုအဖို့ခံရချိန်မှာထွက်ပြေးလာတယ်လို့ဆိုပါတယ် ဲ့ဒီလူငယ်လေးဦးကိုကောင်းမွန်စွာစောင့်ရှောက်ထားပြီးအကြံဖတ်စစ်တပ်ဘက်မှဗက်ပြောင်းခိုလုံလာမဲ့ရဲဘော်တွေကိုလည်းကြိုးစုနေတယ်လို့အသိပေးထားပါတယ်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချေမုံကြီးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာအောင်လံလွင့်မြီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောက်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလိမြေရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအချမ်းဖတ်စစ်တဲ့ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်မှာအောင်လံလိမြေတောင်းသွင်းဒီတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှာပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလိမြေတောင်းသွင်းဒီတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအချမ်းဖတ်စစ်တဲ့ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ရမပင်မြို့နယ်မှာနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတုရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းနဲ့အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဆန္ဒပြတော်လန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ဒါကတော့အော်တိုဘာလာ၁ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုပ်ဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ။